တို့တွေရဲ့ပေးဆမ်းမှုတွေအနစ်နာခံမှုတွေတို့လှုပ်ဆောင်ခဲ့တဲ့လုပ်ငန်းစဉ်တွေတို့ဘဝတရှောင်းလုံးလုပ်ခဲ့တဲ့အကြောင်းအရာတွေဒါတွေပေါ်မှာအခြေတည်ပြီးတော့ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ပေါ့နော်တို့တနေရာထဲမှာတစုတဝေးတဲ့ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကဝမ်းနည်းမှုကိုဖြစ်စေတယ်ဆိုတော့အဲ့ဒါကိုအမှန်ကလည်း တို့ဘယ်လိုမျိုးဖြစ်သွားခဲ့လဲတို့ရဲ့နောက်ခံအကြောင်းအရာတွေကိုနားလည်ထားလို့ဒီလိုခံစားချက်မျိုးဖြစ်လာတာပေါ့ဘယ်တော့မဆိုဒီနေ့နီးလာပြီးတိုင်းကို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 ရောကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူငယ်တွေကဒီလိုမျိုးအာဇာနည်စိတ်သက်ဆိုတာဘာလဲအာဇာနည်တွေကိုယ့်နိုင်ငံအတွက်အကျိုးရှိအောင်ဘာရေလုပ်နိုင်ခဲ့သလဲနောက်အစွန်ရောက်စိတ်သက်ဆိုတာဘယ်လိုမျိုးလဲအစွန်ရောက်စိတ်သက်ကိုတံပြန်ဖို့ငါတို့လူငယ်တွေမှာတာဝန်ရှိရယ်ငါတို့လူငယ်တွေဒီပေါ်မှာဆွေးနွေးတင်တယ်ဆိုတဲ့ဟာမျိုးသတိပေးတာမျိုးတွေအများကြီးလုပ်ဖြစ်ပါတယ် ောင်းစမ်းမော်သူကတိုင်းပြည်အတွက်အသက်တောင်ဆုံးနေရတာလေပြီးတော့ရဲဘော်ကိုချေအာနောက်အကောင်တော့တော့လေးကြပါရဲ့ဒါမဲ့ဟိုဟိုဘကြောင်းစမ်းတော့အလေးလာတော့မဟုတ်ဟုတ်အဲ့ဒါနေ့ပေါ့နော်အာအလုံးပါဝင်ကြပါဒီနေ့ကဟိုဟိုအဲ့နေ့ကပေါ့နော်ရန်ဒီမနေ့ကိုတောင်းနေပြီဒါတိုင်းပြည်အတွက်အကျိုးရှိရဲ့ဒီဆုံးရှုံးခဲ့ရတဲ့နေ့ တို့တကယ်ကြီးမှန်းတဲ့မျောမှန်းတဲ့မျောမှန်းချက်တွေမျောလင်းချက်တွေကအမှန်တမ်းပြောရင်အခုချိန်လေးကျွန်တော်တို့ဘဝမှာမပြည့်စုံသေးဘူးလို့ကျွန်တော်အဲ့လိုပဲခံယူတယ်အဲ့ဒါကြောင့်မလို့ဒါအာတိုင်းလေးရောက်တိုင်းရောက်တိုင်းဘိုးချုပ်ကိုဘိုးချုပ်ကိုအလေးပြုတိုင်းပြုတိုင်းကျွန်တော်အမြဲတမ်းပြောပြတဲ့စိတ်ထဲကနေပြောပြတဲ့ဇာတ်ကားတော့ဒါဘိုးချုပ်ရှားယူပေးခဲ့တဲ့လွတ်လပ်ရေးအခုဒီကျွန်တော်တို့ပြေပွားမရသေးဘူးเนาะဘိုးချုပ်တို့လိုချင်တဲ့ဒီဖက်ဒရယ်ပြည်ထောင်စုအခုချိန်လေးကျွန်တော်တို့မရသေးဘူးအဲ့အတွက်လည်းကျွန်တော်တို့ကျွန်တော်ပေါ့နော်ကျွန်တော်ရဲ့ဘဝတစ်ခုလုံးကျွန်တော်တတ်နိုင်တယ်မှာကျွန်တော်ပေးဆက်ပြီးတော့ဘိုးချုပ်လိုချင်ခဲ့တဲ့ ဒီအိမ်မက်ကိုကျွန်တော်တို့ဆက်မှတ်မယ်ဆိုတော့စကားလေးကတော့ကျွန်တော်ဗိုလ်ချုပ်ကိုဒီအလေးပြုတိုင်းပြုတိုင်းစိတ်ထဲကနေပြောပြပါပြီးတော့ကျွန်တော်တို့ကအစားတဲ့တုံညက်ကစပြီးအကုန်လုံးပြန်ပြီးတော့ကအုတ်မြစ်ချပြီးအလုပ်လုပ်ရမှာဆိုတော့ကျွန်တော်တို့ကတခြားနိုင်ငံတွေကခြီလန်းတလန်းလိုက်ရင်တခြားလွတ်လပ်တဲ့နိုင်ငံတွေကခြီလန်းတလန်းလိုက်ရင်ကျုပ်တို့ကခြီလန်း၄၅၀လန်းလိုက်နိုင်မှာ အဲ့ဒီလိုလိုက်နိုင်တဲ့အခါကျမှနောက်10နှစ်မိနစ်30တန်းပြီးအပြည့်အဲ့လိုဒန်းတူဒီတူဖြစ်သွားတယ်အဲ့ဒီဘူရောဖက်ဆိုလို့ရှိရင်ဒီတည်သွားတဲ့အချိန်မှာသူကပြောမှာလူငယ်ပဲရှိသေးတယ်ကြယ်ဆိုလို့ရှိရင်အဲ့ဒီဒီဘူရောဖန်ဒီတွေမှာဒီလောက်လုံနိုင်ခဲ့ရပေါ့ငါတို့ရေသူနဲ့အသက်ရှင်မသိမသိနေမှာတော့မှဘလို့ငါတို့ဒီလောက်မလုံနိုင်ခဲ့တာတော့ပေါ့အများနဲ့ရှင်ရှင်တွေးမိတယ်အဲ့တော့ ကိုယ်ဒီအသက်ရရောက်တဲ့အချိန်ကြလို့ရှိရင်ဒီဘူဂျောင်းဆန်တို့ငါတို့ကတော့ဘယ်လောက်ထိဖြစ်ခဲ့ရလဲဆိုတာမျိုးဟိုကဒီအသက်30ဘူးကျွန်တော်အသက်ရတော့30တန်းတော့ဆိုလို့ရှိရင်ဘူဂျောင်းဆန်ဒီချိန်မှာဒီအင်္ဂလိပ်ကိုတိုက်ထုတ်ဝေကီဖိုင်လုပ်နေပြီဟောဒီဒီကြားထဲမှာဒီနိုင်ငံရေးအနေနဲ့ဒီတနိုင်ငံလုံးမှာလည်းသူဩဇာအာဏာတော်တော်များကြီးနေပြီလုပ်နိုင်နေပြီပေါ့အဲ့တော့ဒါတွေကကျွန်တော်တို့ကဒီဘယ်လိုပြောမလဲဒီအများကြီးဖန်ထားလို့တိဟာပေါ့ဟုတ်ကဲ့အာရာနီနဲ့ရောက်လို့ရှိရင်တော့ကျွန်တော်တို့ ကြာဆုံးရတဲ့ခေါင်းဆောင်ဝင်တွေရဲ့အကြောင်းရယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့မင်းမရနိုင်တဲ့အတိတ်အကြောင်းတွေကိုကျွန်တော်ပြန်တတိရပါတယ်။ကိုကျိုးဆိုတာသူ့ရဲ့မိသားစုမထောက်ထားဘဲနဲ့ကျွန်တော်ရဲ့နိုင်ငံအတွက်ကိုကိုကျိုးဆိုမျိုးအသက်ဆုံးခဲ့ခေါင်းဆောင်မှုလို့လေးစားမိပါတယ်။ကြောင်းလဲလာတဲ့ခေတ်အချိန်တွေဒီဒီမိုကရေစီခေတ်ကိုကြောင်းလဲလာတဲ့အခါကြတော့ပေါ့နော်။အရင်တော့လိုဆေးစိုးရောက်ချုပ်တော်မှုပဲနဲ့ကျွန်တော်ရဲ့ဒီဒီမိုကရေစီခေတ်ဆိုတော့လေဒီအရင်အစိုးရနဲ့မတူဘဲနဲ့ကျွန်တော်ရဲ့ဒီအာဒါနီနေ့ရောက်တိုင်းရောက်တိုင်းကျွန်တော်ဒီအာဒါနီနေ့ရောက်တိုင်းအဲလိုအော်ဆဲဝဲ ရတဲ့အတွက်ကိုလည်းဝမ်းသာမိရဲ့ပြီးတော့လွတ်လွတ်လပ်လပ်စွာလွတ်လပ်စွာပြောဆိုနိုင်ခွင့်ရှိဒီမိုကရေစီခေတ်ရောက်လာတဲ့အတွက်လည်းကျွန်တော်တို့ဒီအာဇာနီနေ့ကိုပြန်ပြီးခုံပြရတဲ့အတွက်လည်းကျွန်တော်ဝမ်းသာမိပါတယ် ောတာကောင်းစွာနဲ့နိုင်ငံအတွက်စူးစမ်းခဲ့ကြတဲ့ဒီသူရဲကောင်းတွေအာပညာတတ်ပုဂ္ဂိုလ်တွေသူတို့တွေကိုတနည်းအားဖြင့်မှာဆုံရှုံလိုက်ရတယ်ဆိုတော့ကျမတို့နိုင်ငံကြီးအတွက်တကယ့်ကိုအာအစားထိုးရတဲ့ဆုံရှုံမှုတခုဖြစ်ခဲ့ပါတယ်ဒီနောက်ဆက်တွဲကတော့အားလုံးသိတဲ့အတိုင်းပဲကျမတို့စစ်ဆိုးရအာကျွန်တော်စစ်အုပ်ချုပ်တာခံခဲ့ရတဲ့ဟာတွေကနောက်ဆက်တွဲပေါ့ဒီအခြေခံဥပဒေဟာလဲကျွန်တော်နောက်ဆက်တွဲဆွဲတဲ့အခါမှာကိုဖြစ်စေခြင်းတို့ဖြစ်မလာခဲ့ဘူးနောက် ဒီစစ်အစိုးရအာဏာပိုင်စတိုင်းနေပေါ့ကျွန်တော်တို့260အတွင်းမှာတကယ်ကိုအဆိုးရွားဆုံးသောအာအတွေ့အကြုံတွေကျွန်တော်တို့ခံစားမြင်တွေ့ခဲ့ရတယ်ပြောရမယ်ဆိုရင်တော့အဲ့လိုခေါင်းဆောင်တွေကအသက်ဆက်ရှင်နေခဲ့တယ်ဆိုရင်ကျွန်တော်တို့ဒီလိုခံစားဒီလိုခံစားချက်တွေဒီလိုအတွေ့အကြုံတွေကျွန်တော်တို့မြန်မာနိုင်ငံကြုံတွေ့ခဲ့ရမှာမဟုတ်ဘူးဆိုတော့တစ်ချက်ချယုံကြည်ရယ်သူတို့တွေသူတို့တွေအဲ့လိုမျိုးအဖြစ်ဆိုးကြုံခဲ့ရတယ်ကျွန်တော်တို့နိုင်ငံကြီးကဆုံးမအောင်ကြားခဲ့ရတယ်လို့မြင်ပါတယ် တော်တို့ကတော့ရှင်းတယ်ပြောကျွန်တော်တို့ကတမန်ကြောင်းအကုန်သိထားပြီသားသိထားပြီးတော့တို့ကြောင့်မလို့ဒီအော်အော်တန်ကြားပြီဆိုတော့ကျွန်တော်တို့ရဲ့ခံစားမှုကဒီခုနအနှမျောတတစိတ်ရယ်နောက်တိုင်းပြည်အတွက်နော်မျောလင်းစိတ်တွေတော့ဒါတွေတိုင်းပြည်အတွက်ကြိုးစားမယ်ဆိုစိတ်တွေကျွန်တော်တို့ကပေါ်ပြီးသားဒါပေမဲ့ကျွန်တော်တို့မဟုတ်တဲ့အခြားဒီမျိုးဆက်သစ်တွေပေါ့နော်မျိုးဆက်သစ်တွေကြတော့အာကာလာအပိုင်းခြားတစ်ခုအထိဒါမျိုးဆက်ဖြတ်ခံခဲ့ရတော့တချို့ဆိုရင်ဘာအိုးအော်ဆွဲတာပါလဲဒီအိုးအော်ဆွဲတာတချို့တွေမကြဘူးတော့ဒါမျိုးတွေကြတော့အခုတော့ဒါပါပဲပြန်လောက်တော့မယ်ဆိုတော့အနေထားလဲတွေ့ရတယ်တွေ့ရတဲ့ကြောင့်မလို့ဒီဟာကိုမျိုးဆက်သစ်တွေကိုဆိုရင်တော့ တကယ်တမိုင်းကြောင်းကိုပြန်ပြီးတော့ဖော်ပြပို့တော့လိုတယ်အဲ့လိုဖော်ပြမှလည်းခံစားလို့ရမှာနှုတ်မဆိုရင်ဟိုကျွန်တော်တို့ကခံစားနေပြီနောက်မျိုးဆက်တွေကဘာဘာတွေလုပ်နေမှမသိဘူးဆိုတော့အာတန်မိုးထားမှုတွေရော့ကျသွားနိုင်တယ်အဲ့တော့မျိုးဆက်ကျွန်တော်တို့ need to မျိုးဆက်တွေလည်းတန်မိုးထားနိုင်မှုဒီအာသာရင်းတွေကိုတန်မိုးထားနိုင်မှုဒီအော်အော်တန်ကိုတန်မိုးထားနိုင်မှုဆိုတော့ဒီမျိုးဆက်တွေရဲ့ရှင်တန်းမှာလည်းခုနကအဲ့ခံစားမှုပေါ်လာဖို့အဲ့တန်မိုးထားမှုကိုမျှဝေဖို့လိုရဲလို့မြင်ပါတယ် လူငယ်ဆိုတဲ့ဆိုကြတဲ့ဟိုကဒီဟိုကတော်လန်စိတ်ရှိတယ်လူငယ်တိုင်းမှာမတရားအမြင်လို့ရှိရင်မဟုတ်တာမြင်လို့ရှိရင်ကျွန်တော်တော်လန်ညင်ကြတယ်ပြောင်းလဲခြင်းကြတယ်ဒါတွေကကျွန်တော်အရန်ကောင်းတဲ့ကိစ္စအဲ့မှာတစ်ဖက်ဘာသာကြည့်မလဲဘူးဘုရားဆန်းနေမှာပဲဒီအာဇာနီနဲ့အတူတည်သွားခဲ့တဲ့ဒီဟိုရဲဘော်ကိုရေးဆိုလို့ရှိရင်လည်းလူငယ်ဟိုဒီတခြားသတော်ဆောင်နေဘယ်သူမှမသိဘူး तू ကဖြစ်သွားတဲ့အချိန်မှာငယ်ဖို့ငယ်ငယ်လေးဖက်ကုန်းနေလာပဲရှိသေးတယ်အဲ့တော့ဖြစ်တဲ့အချိန်မှာဝင်သွားပြီးတော့ရအောင်သူတားတယ်ပေါ့သူကလည်းအသက်ခံရတယ်ပေါ့ဒါကဒီလူငယ်တွေရဲ့ကိုယ့်ရှိမှာမတော်တဲ့ဟာမဟုတ်တဲ့ဟာမြင်လို့ရှိရင် ထပြီးတော့ဒီအသက်ကိုပါအသေးခံပြုလုပ်သွားတယ်ဆိုတော့ဖိတ်တက်ကိုလည်းကျွန်တော်မြင်လို့ရတယ်အဲတော့ဒါကတော့ကျွန်တော်တို့ဒီဘုံကျောင်းဆန်းတို့ခေတုံးကလေးကရှိခဲ့တဲ့လိုဖိတ်တက်မျိုးကကျွန်တော်တို့ဒူငယ်တွေမှာလည်းဒါဟိုဟာသွေးရသားထဲမှာပါလာပြီးသားဟာတွေပါဒါပေမဲ့ကျွန်တော်တို့ကဒီခက်ဆက်ဆက်ဒီမတော်တဲ့အဆိုးရတဲ့မတော်မရကျွန်တော်ဖိနှိပ်ခံလာခဲ့ရတာကြတော့ဒါမျိုးမတော် မတရားတာမဟုတ်တာလည်းမြင်လို့ရှိရင်ပြောဖို့တော့ကမဝင်ဘူးဖြစ်နေကြတယ်ဟိုဒါတွေကိုကျွန်တော်တို့ကပြန်ပြောင်းရမယ်လူငယ်တွေကကိုယ့်ရှိမှမဟုတ်တာတခခု ဒီမှားယွင်းနေတဲ့ဟာတွေ့လို့ရှိရင်ကျွန်တော်တို့ကိုကိုတိုင်လည်းဝင်ရောက်ပြီးတော့ဒီမှန်ကန်ဝအောင်တဲမဲ့ဆောင်ရွက်ဖို့လိုလိုမျိုးဒါကိုလည်းပြောဖို့ပြောရေးဆိုရဖြစ်ဖို့လိုလိမ့်မယ်။ဒါမျိုးဖိတ်တဲ့ကလေးရာစာရကျွန်တော်လူငယ်ပြန်ပြင်ကြဖို့လိုပါလိမ့်မယ်။